နောက်တစ်ခုကကျွန်တော်ဒီပိုင်ပွဲမှာကျွန်တော်စောင့်ကြည့်နေတဲ့ကစားသမားတယောက်ရှိတယ်ဒါကတော့ Messi ပဲကျွန်တော်ဘာလို့ Messi ကိုစောင့်ကြည့်နေတယ်ပြောတဲ့ခါမှာကျွန်တော်တို့က Messi ကိုပြိုင်ပွဲချင်းတစ်ခုနဲ့ထပ်ပြီးတော့ကျွန်တော်တို့တွေ့ကြပြီ Messi ဆိုတာကလည်းဒီလိုမျိုးမှာအများကြီးလုပ်ပြတဲ့ကစားသမားဒီနေရာမှာနင်းနီးဆက်ဆက် Ciro Ronaldo က Nation League Champion ဖြစ်သွားတယ် Messi နဲ့ Ciro Ronaldo တို့မှာတစ်ခုရှိတာကဘာလဲဆိုတော့ Ciro Ronaldo တစ်ခုလုပ်ပြပြီး Messi ကလည်းတစ်ခုလိုက်ပြီးတော့လုပ်ပြတတ်တယ်ဗျာဒါကအများကြီးလို့ဖြစ်နေတဲ့အရာအဲ့တော့ကျွန်တော်ကဒီပြိုင်ပွဲမှာကျွန်တော် Messi စိတ်ဝင်စားတယ် Messi ဘာလုပ်ပြမလဲပေါ့နော် ပရိသတ်များမင်္ဂလာပါကျွန်တော်ရဲ့ The Premier Sport ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီအပိုင်းမှာတော့ကျွန်တော်တို့ညီကိုထက်ကောပေါ့နော်ဒါအကြောင်းအရာတစ်ခုရဲ့အကြောင်းကိုဆွေးနွေးပြသွားမှာဖြစ်ပါတယ်ဒါကျွန်တော်တို့ရွေးချယ်ထားတဲ့အကြောင်းအရာကတော့ဒါပေါ့နော်ပုံစံအသစ်နဲ့ FIFA Club ကမ္ဘာဖလားပြိုင်ပွဲက ဘလို့ຢာတွေပေးဆွမ်းနိုင်မလဲပေါ့ဒီຢာနဲ့ပတ်သက်ပြီးတော့ဆွေးနွေးပြီးတော့မှာဖြစ်တယ်ဒါဒီဘိုင်းမှာလည်းထုံးစံအတိုင်းကျွန်တော်လည်းကိုရဲထုံးကျွန်တော်ညီကိုညက်ကဆွေးနွေးသုံးသပ်ပြဆက်ပြီးတော့မှာပဲဖြစ်ပါတယ်ဗျာကိုရဲထုံးရေမင်္ဂလာပါမင်္ဂလာပါကိုကြီးဟုတ်ကဲ့ပါကျွန်တော်ပေါ့နော်ဒါ FIFA Club ကမ္ဘာဖလားလာတော့မယ်အသင်းတွေကလည်းအရင်နဲ့မတူတော့တော်တော်လေးစုံသွားတယ်ပြောမယ်ဆိုလို့ရှင်တော့ဒါကျွန်တော်ကတော့အကောင့်ဘက်ကမြင်ပါတယ်ဒီပြိုင်ပွဲရတဲ့စိတ်ဝင်စားဖို့ကောင်းမလို့ကျွန်တော်ကတော့မြင်တယ်အဲ့တော့ကိုရဲထုံးရေအမြင်လေးနဲ့စပြပါဦးအာကျွန်တော်ကတော့ဒီပြိုင်ပွဲကိုဒီမိတ်ဆွေတစ်တွေမိတ်ဆွေဟောင်းတွေထက်ရမယ် ပြန်ဝဲလို့တော့ကျွန်တော်ပြောနေတယ်ပေါ့နော်ဟုတ်ကဲ့ဘာဖြစ်လို့လဲဆိုတော့ဒီတစ်ခါကလပ်ကပဖလားကအသင်းတွေပို့ပြီးတော့များလာတယ်ဒီတောင်အမေရိကဆိုတော့6သင်းတိကျရှိလာတယ်ပေါ့နော်ဟုတ်ကဲ့တောင်အမေရိကဆိုတာကကိုရီတီးပြီးတာကိုရီကြည့်ခဲ့ရတဲ့ကစားသမားတွေဒီလိုမျိုးနေဝင်ချင်းဖြတ်တန်းရနေရာဒေတာတစ်ခုတော့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်ဟုတ်ပါတယ်ပြီးတော့ဒီဒေတာဟာဘောလုံးနဲ့ပတ်သက်တဲ့ယဉ်ကျေးမှုတွေထွန်းကားတယ်နာမည်ကြီးကစားသမားတွေခေါ်တိုင်းအဲ့ဒေတာဟာဘောလုံးနဲ့ပတ်သက်တဲ့ယဉ်ကျေးမှုတိုးတက်တာတော့မဟုတ်ဘူးပေါ့နော်ဘောလုံးယဉ်ကျေးမှုဆိုတာကပရိသတ်တွေရဲ့အားပေးမှုကစားသမားတွေရဲ့ passion ပေါ့ဒါတွေနဲ့ပတ်သက်ပါတယ် ဒီမစ်ဆွေအောင်နေပြန်သွင်းမယ်ပြောရတာကလည်းဒီကာဘာနီဟာရယာယူရိုတို့အကြောင်ဘူကာဂျူနီယာမှာပါလာမယ်ဒီအဲလက်တဲလက်ဆိုလည်းပွန်နာဖော်ကမှာပါပဲပေါ့နော်တီယာဂိုဆေးဗာဆိုဖလူမီနက်စ်ဒီဖလောင်မင်ဂိုမှာဆိုဂျော်ဂျင်အိုပေါ့နော်ဒီအသင်းတွေကဒီကလပ်ဝေါ်ကပ်မှာပါလာတဲ့ခါမှာဒီကစားသမားတွေရဲ့မျက်ခင်းစိမ်းပေါ်ကရုန်းကန်လှုပ်ရှားတဲ့ပုံရိပ်တွေကိုကျွန်တော်တို့ကြင်ထပ်ပြီးတော့တွေ့ရမှာပေါ့နော်မြင်ရမယ်တောင်အမေရိကပြင်ပမှာဆိုလည်းနီးစက်ကျွန်တော်တို့မက္ဆီကိုရှိမယ်အမေရိကန်ရှိမယ်ပေါ့နော်မေဂျာလိဆိုတာကလည်းကျွန်တော်တို့ကနဝင်တွေရဲ့အပန်းပြန်နေရာတစ်ခုဖြစ်နေပြီပေါ့နော် ဒီမက်ဆီကိုမှဆိုလဲဒီရာမိုးဆိုလဲမက်ဆီကိုကလပ်နဲ့လိုက်လာမှာပြီးတော့အင်ရှင်အနေနဲ့စောင့်နေတာကကျွန်တော်တို့အင်တာမိုင်ယာမီပေါ့နော်ဒီအင်တာမိုင်ယာမီဆိုလဲဒီ greatest of all time မက်ဆီပါမယ်ဒီဘတ်စကတ်တို့ဆွာရက်စ်အယ်ဘာပေါ့နော် sorry အယ်ဘာဒီကစားမားတွေကျွန်တော်နောက်တစ်ချိန်ထပ်ပြီးတော့တေးချသွားအေးကြည့်ရမယ်မက်ဆီနဲ့ပတ်သက်ပြီးတတိယဝါရဒီမာရီယာပေါ့သူကလည်းပင်ဖီကာတင်းနဲ့လိုက်လာမယ်အခြေအနေမျိုးမှာရှိရပေါ့နော်ဒါမျိုးလေးတွေတော့ကျွန်တော်တို့ဒီလက်ကပ်ဖလားမှာပြန်ပြီးတော့မြင်တွေ့ရမယ် တတော်များများကတော့ဒီသူတို့ရဲ့အမာကန်ပရိသတ်တွေကတော့ live ကြည့်ပြီးကောင်းကြည့်ပြီးလိမ့်မယ်သူတို့ကိုကိုကတော့ဒီကစားမရည်နဲ့ပြတ်တောင်းပြတ်တောင်းပါတော့ဆက်တဲ့ပြတ်လိုက်မပြတ်လိုက်အဲ့လိုပုံစံမျိုးပဲသွားနေရဆိုတော့ဒီကလပ်ကပဖလားမာမာ ေချာအချိန်ပေးကြည့်ပြမှာဆိုတော့မဲဆွေဟောင်းတွေရဲ့ကစားပုံကိုတေချာပြန်တွေ့ရတယ်လို့ကျွန်တော်ခံစားရတယ်ပေါ့နော်။ဟုတ်ကဲ့။ဒီမဲဆွေတိတ်ကိုတော့ကျွန်တော်နောက်မှပဲကျွန်တော်ဆက်ပြီးတော့ပြောချင်ပါတယ်။ဟုတ်ကဲ့ပါ။ပြောမယ်ဆိုလို့ရှိရင်တော့ဒီပြန်ပွဲကပေါ့နော်။ဒါအခုမှပြန်ပွဲကြီးနဲ့တူသွားရလို့ကျွန်တော်ကတော့ခံစားရတယ်။နောက်တစ်ခုကကျတော့ FIFA Club ကမ္ဘာဖလားပေါ့။ FIFA Club World Cup ဆိုတဲ့နာမည်နဲ့လည်းအခုမှပို့ပြီးတော့ live ဖတ်သွားရလို့ကျွန်တော်ကတော့ပြောချင်တယ်။ပြောပြောမယ်ဆိုလို့ရှိရင်ဒါပေါ့နော်။ Supply ရဲ့ပုံစံ၊ဒါပြန်ပွဲရဲ့ပုံစံ၊နောက်တစ်ခုကကျတော့ပြန်ပွဲရဲ့ကြားတဲ့အချိန်ပေါ့။ ီလိုຢာတွေရှိတယ်ပြောမယ်ဆိုလို့ကျွန်တော်ဘယ်အသင်းကမှဒီပြိုင်ပွဲကိုဝင်ကစားလို့ရပါမယ်ဆိုတော့အချက်လက်တွေလည်းရှိတယ်အဲ့တော့ဒီလိုຢာတွေရှိတဲ့အခါမှာဒါတွေကတကယ်ဘောတော့ကျွန်တော်ပြိုင်ပွဲကြီး တစ်ခုရဲ့ပုံစံနဲ့ပို့ပြီးတော့ဖြစ်သွားရလို့ကျွန်တော်ကတော့ပြောချင်တယ်ဒီနေရာမှာကျွန်တော်တွေးမိတာကတော့ဘာလဲဆိုတော့ဘောနကိုရင်းထုံးပြောသွားတဲ့အရာလေးတို့ပါပဲဒါဥရောပကတွေမဟုတ်ဘူးပေါ့တခြားနေရာကိုရောက်နေတဲ့နာမည်ကျော်တွေကိုပါကျွန်တော်တို့ကဒီပြိုင်ပွဲမှာကျွန်တော်တို့ကမြင်တွေ့ရမှာပေါ့ဗျာကျွန်တော်တို့ကပွင့်လင်းလင်းပြောရမှာဆိုလို့ရှိရင်ဒီအာရှရောတောင်အမေရိကရောမြောက်အမေရိကရောကလပ်ပွဲကျွန်တော်တောင်တိုင်အောင်မရှိပါဘူးဥရောပပွဲလောက်ပဲကျွန်တော်တို့ကြည့်တဲ့အခါမှာတော့အခုဆိုလို့ရှိရင်တော့ဆုံဆုံလင်းလင်းနဲ့ကလပ်အသင်းတွေအားလုံးရဲ့ခြေစွမ်းကိုကျွန်တော်တို့ကြည့်ဖို့အတွက်အချိန်လေးဖြစ်သွားတယ်ဘယ်လိုလဲဆိုတော့ဥရောပကလပ်နဲ့ကျွန်တော်တောင်အမေရိကကလပ်နဲ့ကံပဲဆိုလို့ရှိရင်ဥရောပကလပ်အသင်းပြိုင်တဲ့ ကြည့်ကြတော့မှာပဲအဲဒီလိုပုံစံမျိုးနဲ့ပေါ့နော်ကြည့်ကြပါပေါ့အဲအခုပြိုင်ပွဲမှာကကျွန်တော်ကဘယ်လိုမြင်လဲဆိုတော့အရင်ကလိုမျိုးပေါ့ဥရောပအသင်းတွေပဲလွှမ်းမိုးတယ်ဆိုတာမျိုးပေါ့ တိတ်ပြီးတော့လွယ်ကူတော့မှာတော့မဟုတ်ဘူးဒါကဘာလဲဆိုတော့ပြိုင်ပွဲရဲ့ပုံစံကြောင့်လို့ကျွန်တော်တို့ပြောခြင်းနဲ့ဘယ်လိုမျိုးလဲဆိုတော့ကမ္ဘာဖလားပြိုင်ပွဲမှာနာမည်ကြီးအသင်းတိုင်းချန်ပီယံဖြစ်ဖို့အခုဒီပြိုင်ပွဲမှာလည်းနာမည်ကြီးအသင်းတွေရှိနေဆိုပေမဲ့နာမည်ကြီးအသင်းတွေခြေချော်မဲ့အနေထားတွေရှိတယ်ဘာဖြစ်လို့လဲဆိုတော့ပြိုင်ပွဲရဲ့ပုံစံကြောင့်လို့ကျွန်တော်ကတော့ပြောခြင်းနဲ့ပြောလို့ဆိုလို့ရှိရင်တော့အရင်ကလိုမျိုးပေါ့ဗျာချန်ပီယံလိပေါ့ဥရောပချန်ပီယံလိချန်ပီယံအသင်းကပဲဒီ FIFA ကလပ်ကမ္ဘာဖလားချန်ပီယံဆုပ်ကိုအလွယ်တကူယူသွားတယ်ဆိုတော့ပေါ်ပေါ်မြတ်မြတ်ပေါ့ကျွန်တော်အခုနောက်ပိုင်းမှာအရင်မြင်ရပါတယ်ဒီလိုပုံစံမျိုးတွေလည်းအခုနောက်ပိုင်းမှာတော့ရှိမလာနိုင်တော့ ဘူးလို့ကျွန်တော်ထင်တယ်။ဘယ်လိုပြောလဲဆိုတော့ရှိတော့ရှိမယ်ပေါ့။ဒါပေမဲ့နည်းပြီးတော့ရှားမယ်ဆိုတဲ့ပုံစံမျိုးလေးတွေဖြစ်လာမယ်လို့ကျွန်တော်ထင်တယ်ပေါ့လို့။ဒါနောက်တစ်ခုကကျတော့ဘာအားသာချက်တစ်ခုကလပ်အသင်းတွေမှာရှိသွားလဲဆိုတော့ဥရောပကလပ်အသင်းတွေပေါ့။ကျွန်တော်လိပြိုင်ပွဲတကယ်ကိုအချိန်မြင့်နေတဲ့အချိန်မှာ Champion League Champion အသင်းကသူ့ရဲ့လိပြိုင်ပွဲရပွဲတွေကိုခဏလေးနားပြီးတော့ FIFA Club ကပဖလာကိုလာကစားရတယ်ဆိုတော့အနေထားမျိုးလည်းရှိတော့မှာပေါ့။အဲ့ဒီအချိန်တွေကပြောမှဆိုလို့ရှင်တော့တပွဲနှစ်ပွဲလောက်လာကစားရတာပဲ။ဘာဖြစ်လဲဆိုတော့ ဘာမှဖြစ်ဘူးဆိုတော့တကယ်တော့အလုတ်ရှုပ်တယ်ဗျတဖက်မှာလိမာပေါ်တော့ချန်ပီယံဆုတွေပြိုင်ဆိုင်နေတဲ့အချိန်မှာကိုနဲ့အပြိုင်ဖြစ်နေတဲ့သင်ကပွဲတွေနိုင်ဝိုင်းကိုတဲ့အမှတ်တွေတာပေါ့ဒါကိုကအနောက်ကပြန်ကစားရတယ်ဒီနေ့တော့ကျွန်တော်အစောကြီးတွေကသဘောမချခဲ့ဘူးအဲ့တော့ဒီအချိန်တွေကတော့ဒါဥရောပကလပ်အသင်းတွေအတွက်အကောင်းလေးလို့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်ဒါပြိုင်ပွဲကတော့အခုမှစတဲ့အချိန်ဆိုတော့စိတ်ဝင်စားမှုကနည်းနည်းလေးတော့နည်းတယ်လို့တော့ပြောလို့ရတယ်ဒါပေမဲ့ပြိုင်ပွဲရဲ့ကာလရှည်ကြာလာတဲ့အမျှတော့ဒီပြိုင်ပွဲကတဖြည်းဖြည်းနဲ့ကြီးကျယ်လာမယ်လို့ကျွန်တော်ထင်တယ်ပြောမယ်ဆိုလို့ရှင်တော့ချန်ပီယံဆုဖလားအပေါ် ထားတဲ့အမြင်ပေါ့ဒီတန်ဖိုးပေါ့နော်အဲ့တန်ဖိုးလည်းတစ်ဖြည်းဖြည်းနဲ့မြင့်တက်လာလိမ့်မယ်ဒီနေရာမှာကျွန်တော်တို့ပေါ့ဒီပြိုင်ပွဲရဲ့မကောင်းတဲ့အရာလေးတစ်ခုကဘာဖြစ်မလဲဆိုတော့ကျွန်တော်ကစားသမားတွေပွဲဆံများလိမ့်မယ်ဟုတ်ပါတယ်အခုဆိုလို့ရှိရင်ဒါဥရောပမှာဆိုလို့ရှိရင်ကစားသမားတွေကပွဲတော်လေးကစားခဲ့ရတာအခုဆိုရင် FIFA Club ကိုထပ်ပြီးကစားရမယ် FIFA Club ကစားပြီးတိတ်မစားခင်မှာဘောလုံးရည်တက်ကပြန်စမှာဆိုတော့အချိန်နေမှာတော့ဒီပြိုင်ပွဲမှာဝင်ကစားတဲ့ဥရောပ Club အသင်းတွေပေါ့အဓိကကတော့ကျွန်တော်တို့ကဒီပြိုင်ပွဲတွေကိုအဓိကကြည့်တဲ့ခါမှာတော့ဒါတွေပြောရမယ်သူတို့အနေနဲ့ဆိုလို့ရှိရင်တော့ပြောမယ်ဆိုလို့ကျွန်တော်ပွဲဆံများတဲ့တန်ကိုတော့တော်တော်လေးတော့ခံရဖို့ရှိပါတယ် အာမက်ဆေ့ချ်အတင်းနဲ့ပတ်သက်ပြီးကျွန်တော်ဆက်ပြောချင်တာကတော့ဒီ Northern Forest တင်းကဒီ Bonafone ကိုပေါ့နော်ကလပ်ကဘာတော့ပါလာမယ် Bonafone ကိုတင်းကကားမ300တော့စိတ်ဝင်စားနေတယ်။ဟုတ်ကဲ့ဒီ Ecology Set ရယ် Sarafin ရယ်ပြီး Suna Bar ပေါ့နော်ဒီကစားမရယ်တော့စိတ်ဝင်စားတယ်။ဒီ Northern Forest တို့ Brighton တို့ Bournemouth တို့ပြီးတော့ Dortmund ပေါ့နော်ဒီအတင်းတွေကခေါ်တဲ့ကစားသမားတွေကျွန်တော်တို့ကသတိထားတယ်။ဟုတ်ကဲ့ဘာဖြစ်လို့ဆိုတော့ဒီအတင်းတွေကကစားမအကြီးကြီးကိုခေါ်တာတော့မဟုတ်ဘူး။အလားအလာရှိတဲ့ကစားသမားတွေကိုအကြီးကြီးဖြစ်အောင် လောက်တာပေါ့နော်ဟို Northern Forest ဝင်စားတဲ့၃ယောက်လုံးကမဟုတ်ရင်တော့မှတယောက်ကတော့ခြုံထွက်နိုင်တယ်ဆိုတဲ့အခြေအနေမျိုးမှာရှိရပေါ့နော်ပြီးတော့ဒီ Parmias မှာဆိုလဲ Estel Bang ရှိမယ်ပြီးတော့ United နဲ့တင်းထွက်ခဲ့တဲ့ Richard View ရှိမယ်ကွန်းလင်တို့ပြီးတော့ Dortmund မှာဆိုလဲ Gidan ရှိမယ် Gidan ကလည်း Chelsea နဲ့အဆင်ပြေလို့ဖြစ်ပြီးတော့မှအပြောင်းရှိရပြတ်သွားတော့ Dortmund နဲ့ပဲဒီ Club Club လာကိုဝင်ပြိုင်ပြနေတာမှာရှိရပေါ့နော် Porto မှာဆိုလဲဒီ Rodrigo Moura ပေါ့ပြီးတော့ Fabio Vieira ပေါ့ River Plate မှာဆိုဒီ Franco Mastrantuono ပေါ့ ီကစားမလည်း real ခေါ်တာပါဗောနော်ပြောမှဆိုပြောမှဆိုရင်တချို့ကစားမတွေကဥရောပတင်းနေဒီဆက်ခဲ့ဘူးတယ်ဒါပေမဲ့တို့အနေနဲ့တက်တေပြခွင့်မရခဲ့တဲ့အခြေအနေမျိုးတွေရှိရခြင်းမှာဒီပြန်ပွဲကပြောမှဆိုတော့ကျွန်တော်တို့ဒီအိတ်ကစားမတွေအတွက်မဟာအခွင့်အရေးပဲကျွန်တော်တခြားသတိမထားမိတဲ့ရွယ်ပေါင်းသီးကစားမလည်းရှိအောင်ပါပဲအဲတို့ရဲ့အလားလာနဲ့အရေးသွေးကိုဒီပြန်ပွဲမှာတို့ချပြနိုင်ရင်တပွဲတလီပဲဖြစ်ဖြစ်နှစ်ပွဲတလီပဲဖြစ်ဖြစ်ချပြနိုင်ပြီဆိုရင်ဒါဥရောပအသင်းကြီးတွေကစိတ်ဝင်စားမှာစိတ်ဝင်စားလာမှာပဲဒါတွေကတို့အတွက်အခွင့်အရေးလို့ကျွန်တော်မြင်တယ်ပေါ့နော်ဟုတ်ကဲ့ပြီးတော့ဒီလိုပြန်ပွဲကြီးတွေက ဘုံလောကကိုအပြောင်းလဲဖြစ်စေနိုင်တဲ့ကစားသမားတွေအများကြီးထပ်ပေါ်တတ်တယ်ဗောနော်ဒီကဘာကလားကိုပဲကျွန်တော်ဥမာပေးပြောရမယ်ဆိုတော့20ကဘာကလားမှာဆိုလို့ဟာနန်ဒက်တို့အိုဇေးတို့နောက်24ပါဆိုဂျင်းရိုဒီကောဗောနော်နောက်20နှစ်အနည်းဆုံးဆုံးနောက်20နှစ်မှာဆိုအန်ဇိုဖာနန်ဒက်ဒါမျိုးလေးထွက်လာတတ်တယ်ဆိုတော့ဒီပြိုင်ပွဲမှာလည်းဒီလိုကစားသမားလေးတွေကနေပြီးတော့ထပ်ပေါ်လာမယ်လို့ကျွန်တော်ကတော့မြင်တယ်ဗောနော်နောက်တစ်ချက်ကဆိုတော့နောက်ဆုံးတစ်ချက်ကဆိုတော့ဘယ်လိုမျိုးလဲဆိုတော့ passion ပေါ့နော်ဒီပြိုင်ပွဲကိုတော်တော်များများကဒီအရင်အလေးထားတာမျိုးမရှိဘူးဆိုပေမဲ့ကျွန်တော်တိကျပြန်စဉ်းစားကြည့်တဲ့အခါမှာ ဒီပြိုင်ပွဲကတော့ဒေတာပေါင်းဆောင်ကအတင်းပေါင်းဆောင်ကဒေတာပေါင်းဆောင်ကလာကြတယ်ပေါ့နော်ကလပ်အတင်းလည်းဖြစ်တာကြောင့်နိုင်ငံသူတွေကစားသမားတွေလည်းပါတယ်တချို့အတင်းတွေဆိုပြည်တွင်းကစားသမားအများစုနဲ့ပဲပွဲစည်းကြတာမျိုးရှိရပေါ့နော်ဒီလိုအချိန်ဒီမှာစေယုကကစားသမားတွေလည်းပါရင်ပါမယ်တွန်ကိုကကစားသမားတွေလည်းပါရင်ပါမယ်နမ်ဘီယာလိုနိုင်ငံကစားသမားတယောက်စီလိုပါလာကြမှာပဲပေါ့နော်အဲကစားသမားတွေကကြတော့သူတို့အတင်းအတွက်သူတို့ကိုယ်တိုင်အတွက်မဟုတ်တော့ဘူးသူတို့နိုင်ငံအတွက်ရဲ့ပုံရိပ်ရပါ ပိုကြိုးစားလာမယ်ဆိုတဲ့အခြေအနေမျိုးကိုကျွန်တော်မြင်ရနိုင်တယ်။ဟုတ်ကဲ့ကျွန်တော်တို့တောင်မှဒီမမောင်လေး United ကို goal သင်းသွားတဲ့ခါမှာမမကလားမှ goal သင်းသွားပြီဆိုပြီးဂုံရတယ်လို့ပြောပဲပေါ့နော်ဒါမျိုးလေးတွေရှိတယ်။ဟုတ်ကဲ့မထင်မှတ်တဲ့အသင်းတွေဆိုပေမဲ့ဘောလုံးမှာကခုနောက်ပိုင်းမှာခံကစားရတဲ့အပိုင်းကအရန်ကိုကောင်းလာတယ်။ဒီပြွာတဲ့ကစားတွေကလည်းမြင့်တက်လာတဲ့ခါမှာအသင်းကြီးတွေကိုခံကယ်တာမျိုးကဖြစ်နိုင်တယ်ဆိုတဲ့အခြေအနေမျိုးတွေရောက်လာတယ်ပေါ့နော်။ဟုတ်ပါတယ်။အဓိကတော့ကျွန်တော်ကဒီနမက်စင်တေရဒီပွဲကတော့အသင်းကြီးကတေးထင်းကံမယ်လို့အသင်းငယ်ကဒီမရှိုးရင်တော့တေးပဲဒါမျိုးတွေလည်းမပို့တာအဲ့လိုမျိုးပုံစံမျိုး ခံမှန်းတာတွေတဲ့ကျွန်တော်ကဘယ်လိုမျိုးလဲဆိုတော့ passion ပြင်းပြမှုပေါ့နိုင်လိုစိတ်ပြင်းပြမှုတွေကိုကျွန်တော်ပို့ပြီးတော့မြင်ရင်တယ်မြင်ရမယ်လို့လည်းကျွန်တော်ထင်တယ်ပေါ့နော်အတင်းကြီးတွေဘက်ကကြည့်မယ်ဆိုလည်းဒီကလပ်ကပ္ပလား format အစ်တမှာပထမဆုံး champion ဆိုတဲ့ဂုံဘုတ်ကိုတို့ကယူကျင်ကြမှာဒီပထမဆုံးဖြစ်နေတာကြောင့်လည်းတို့အိဂုံဘုတ်ကိုပို့ပြီးတော့လိုချင်တယ်အတင်းကြီးတွေကဒီဒါမတိုင်ခင်မှာတေချာပြင်စေတာကိုကြည့်ချင်းအဖြစ်ဒီပြန်ဝဲကပေါ်တတန် ပြန်ဝဲတကူမဟုတ်ဘူးဆိုတာကိုကျွန်တော်ပို့ပြီးတော့မြင်တာသေးတယ်ပေါ့နော်ကစားသမားတွေကကွင်းထဲမှာ passion နဲ့အရန်ဖြစ်ပြီးအရန်စူးစမ်းတဲ့အခါမှာကြည့်ရတဲ့ပြည်တဲ့ကလည်းပို့ပြီးတော့ စိတ်ထဲတက်ကြွရတယ်ပို့ပြီးတော့အားပေးခြင်းနဲ့ပို့ပြီးတော့ entertainment ဖြစ်တယ်ပေါ့နော်ဒါတွေအကုန်လုံးကကျတော့ဘယ်လိုပြောမလဲဘလုံးလောကရဲ့အမှုပညာမြောက်တဲ့ရုပ်ရှင်တကားလို့တော့ကျွန်တော်တို့ပြောခြင်းတယ်ပေါ့နော် အလိုအမှုပညာမြောက်တဲ့ခန်းစားချက်တွေအားပေးတန်တဲ့ကစားသမားတွေစူးစမ်းအားထုတ်မှုတွေကိုဒီကလပ်ကဘာဖလားကပေးဆွနိုင်မလို့ကျွန်တော်ယုံကြည်ပါတယ်။ဟုတ်ကဲ့ပါ။နောက်တစ်ခုကျွန်တော်တို့ဘောနော်ပြောမယ်ဆိုတော့ရှင်ဒါဒီပြိုင်ပွဲကနေပေးမဲ့စုချင်းငွေပေါ့။တကယ်ကိုပါပေါ့မလောက်စရာအခြေအနေတစ်ခုမှလည်းရှိတယ်။ဒီຢာကလည်းပြောမယ်ဆိုတော့ကျွန်တော်ကလပ်အသင်းတွေကိုဆွဲဆောင်နိုင်မယ်လို့ကျွန်တော်ထင်တယ်။ပြီးတော့ဥရောပကကလပ်အသင်းကောင်းတွေအများစုပါဝင်နေလို့ကျွန်တော်ဘောနော်ဒါပေါ့ချန်ပီယံလိပြိုင်ပွဲလေးဆိုပြီးလဲကျွန်တော်တို့တွေ့လို့ရပါတယ်။ဒီနေရာမှာကျွန်တော်ကတော့ကိုရီလင်းထုံးကတော့ဒါတောင်ပရိကဘက်ကကလပ်တွေအသင်းတွေကိုဘောနော်စိတ်ဝင်စားတဲ့အခါမှာကျွန်တော်ကဒီအာရှကလပ်အသင်းတွေကျွန်တော်စိတ် င်ဝင်စားတယ်။ AHU လေတို့ကျွန်တော်ပြောတော့ဒါ Urara Diamond တို့ AA တို့ Ulsan Hyundai တို့ပေါ့နော်။ဒါဒီကလပ်အသင်းတွေဘယ်အဆင့်ထိရောက်မလဲဆိုတော့ကျွန်တော်စိတ်ဝင်စားတယ်။ဘာလို့ဆိုတော့ဒီကလပ်အသင်းတွေကအရင်တော့ဆိုလို့ရှိရင်ကျွန်တော်ဒီ Europa ကလပ်အသင်းတွေနဲ့ကစားရဲဆိုတာတော်တော်လေးရှားပါတယ်။အခုဆိုလို့ရှိရင်ဒီအသင်းတွေနဲ့ကစားဖို့ပေါ့နော်။ခြားနေရာအသင်းတွေနဲ့ကစားဖို့အတွက်အခွင့်အရေးရလာပြီ။ပြောမယ်ဆိုလို့ရှိရင်အာရှကလပ်တွေကအခုနောက်ပိုင်းမှာဆိုလို့ရှိရင်နည်းနည်းတိုးတက်လာလို့ကျွန်တော်ခံစားရတယ်။ဒီလိုမျိုးတိုးတက်လာတဲ့အချိန်မှာဒီအသင်းတွေကိုတို့ဘယ်လောက်ထိရေပေါင်းတန်းကစားနိုင်မလဲပေါ့။ကျွန်တော်ဒီပိုင်းလေးတွေကိုတော့ကျွန်တော်စိတ်ဝင်စားတယ်။စောင့်ကြည့်ခြင်းနဲ့။နောက်တစ်ခုကကျွန်တော်ဒီပိုင်းပွဲမှာကျွန်တော်စောင့်ကြည့်ခြင်းနဲ့ကစားသ မတယောက်ရှိတယ်ဒါကတော့မက်ဆီပဲကျွန်တော်ဘာလို့မက်ဆီကိုစောင့်ရင်းချင်လဲပြောတဲ့အခါမှာကျွန်တော်တို့ကမက်ဆီကိုပြိုင်ပွဲကြီးတစ်ခုနဲ့ထပ်ပြီးတော့ကျွန်တော်တို့တွေ့ကြပြီမက်ဆီဆိုတာကလည်းဒီလိုမျိုးမှာအများကြီးလုံးပြတဲ့နေရာမှာဒီနေရာမှာနီနီဆက်ဆက်စီရိုနယ်တို့က nation league champion ဖြစ်သွားတယ်မက်ဆီနဲ့စီရိုနယ်တို့တို့မှာတစ်ခုရှိတာကဘာလဲဆိုတော့စီရိုနယ်တို့တစ်ခုလုံးပြပြီးမက်ဆီကလည်းတစ်ခုလိုက်ပြီးတော့လုံးပြတတ်တယ်ပြဒါကအများလို့လို့ဖြစ်နေတဲ့အရာအဲ့တော့ကျွန်တော်ကဒီပြိုင်ပွဲမှာကျွန်တော်မက်ဆီစိတ်ဝင်စားတယ်မက်ဆီဘာလို့ပြမလဲပေါ့နော်မက်ဆီနဲ့ဆွာရက်ပေါ့နော်အဓိကကတော့မက်ဆီပါပဲကျွန်တော်ဒါလေးကိုကျွန်တော်စောင့်ကြည့်ခြင်းနဲ့အဲ့တော့ကျွန်တော်ရဲ့အမြင်ကတော့ဘာလဲဆိုတော့ FIFA ကလပ်ကမ္ဘာ ဖလားပြိုင်ပွဲအစ်စ်ကဗျာစိတ်ဝင်စားစရာတွေအရန်ပိုများတယ်အရင်ကဆိုလို့ရှိရင်ကျွန်တော် FIFA ကလပ်ကဗတ်ဖလားကိုဘယ်အချိန်မှကြည့်လဲကျွန်တော် final မှာကြည်တာဒါတော့မှအဲ့ final ကကျွန်တော်တို့သိပြီးတော့ပစွဲဆောင်နိုင်ပါဘူးဒါပေမဲ့အခုကဆက်လို့ရှိရင်တော့အရင်ကတည်းကဆက်လို့ရှိရင်တော့အများကြီးပိုကောင်းလာမယ် FIFA ကလပ်ကဗတ်ဖလားဖြစ်လာမယ်လို့တော့ကျွန်တော်ကတော့မြင်ပါတယ် ဟုတ်ကဲ့ပါအခုကျွန်တော်ညီကိုညောပေါ့နော်ဒါဆွေးနွေးပြောရတာကတော့ဒါ FIFA Club ကမ္ဘာဖလားပြိုင်ပွဲရဲ့ပုံစံအစ်စ်ကပေါ့နော်ဘလိုရာတွေပေးစွမ်းနိုင်မလဲပေါ့နော်ဒီနေသားနဲ့ပတ်သက်ပြီးတော့ကိုစီအမြင်တွေဝင်မြောက်သွားတာဖြစ်ပါတယ်ပြောမယ်ဆိုလို့ရှိရင်တော့စိတ်ဝင်စားဖို့ကောင်းတဲ့ပြိုင်ပွဲတစ်ခုဖြစ်လာမှာပါကျွန်တော်တို့အနေနဲ့ကတော့အဆောင်ကြီးသွားရမယ်လို့ပဲပြောချင်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့ဒီနေ့စီစဉ်ကတော့ဒီလောက်ပါပဲကျွန်တော်တို့ The Premise Boy နောက်လာမယ့်အားသာအစီအစဉ်ခေါင်းနေမှာပရိသတ်တွေနဲ့ကျွန်တော်ညီကိုနှောင်းနဲ့ပြန်ပြီးတော့အဆုံးသင့်ချင်ပါသေးတယ်လို့ပြောရင်းနဲ့ပဲဒီနေရာလေးကနေနှုတ်ဆက်လိုက်ရပါတယ်ဗျာ